မြမတို့ရဲ့ကိုပိုင်အတီးတူရိယာမှာ စိုင်းဖြစ်သည်စိုင်းတူရိယာဟာမြမတို့ဖို့ဂုံယူပွဲရာ ကိုပိုင်တူရိယာဖြစ်သည် စိုင်းဝိုင်းကို အခမ်းအနားများတွင်သုံးသည်မင်္ဂလာပါသားတို့သမီးတို့ရေဒီချေကတော့ Graces မြန်မာစာကိုသင်ကြားပေးမယ့်ဒီချေ agree ဖြစ်ပါတယ် အခုတင် जा ပေးမယ့်သင်ခန်းစာကောင်းစဉ်လေးကတော့မြမစိုင်းဝိုင်းစောင်းပါတုဒ္ဒစကပြေလေးပဲဖြစ်ပါတယ်မြမတန်ဆုံတီဝိုင်းဖြစ်တယ်စိုင်းဝိုင်းအကြောင်းကို အခုတင် जा ပေးတော့မှာပဲဖြစ်ပါတယ်မြမတူရိယာမှာခြေကျိုးတရေ လေလက်ခုပ်စတဲ့တူရိယာ၅မျိုးရှိပါတယ်။ကျေးနဲ့သုံးလောင်းထားတဲ့တူရိယာပစ္စည်းမှန်သမျှကိုကျေးလို့ခေါ်တယ်။ကျိုးတက်ထားတဲ့တူရိယာမှန်သမျှကိုကျိုးလို့ခေါ်တယ်။တရေနဲ့စီးကျက်ထားတဲ့တူရိယာတွေကိုတော့တရေလို့ခေါ်ပြီးတော့ပစက်ကနေလေမှုထုတ်ပြီးအတန်မြီအောင် ပြုတ်လို့ရတဲ့တူရိယာကို လေလို့ခေါ်ပါတယ်။ စီးချက်တစ်ခုနဲ့တစ်ခုကြားပိုင်းကန့်ပြီးတဲ့တူရိယာကိုတော့လက်ခုပ်လို့ခေါ်ပါတယ်ကွေ။ဒါဆိုရင်တော့အခုဒီချဲနဲ့အတူတူမြမဆိုင်းဝိုင်းဆိုရဲဆောင်းပါလေးကိုဖတ်ကြည့်ကြရအောင်နော်။မြမဆိုင်းဝိုင်းကဘာပေါ်ရှိလူမျိုးအတီးသည်တွင်ကိုပိုင်အမှုပညာရှိသည်။အမှုပညာကဘာလူမျိုးအတီးသည်နဲ့ ဆက်တွေရာမှာမိတ္တပလမန်နိုင်အဖြစ် အလွန်အရေးပါပါသည်လူမျိုးတစ်မျိုးစီရဲ့အမှုပညာကို လေ့လာကြည့်ရင်ထိုလူမျိုးတွေရဲ့ယဉ်ကျေးမှုအဆင့်တန်းကိုခန့်မှန်းနိုင်ပါတယ်မြမအမှုပညာဟာအခြေအမြင့်နှင့်စနစ်တကျတိုးတက်လာသောပညာဖြစ်တယ်တပင်းအစိုးအပြော့အကတို့ကို စီးစနစ်ကြနာစွာ လေးလာတင်ကြားရတဲ့ကဲ့သို့ ဂီတတခြင်းအတိအမှုတ်ပညာကိုလေအခြေခံမှစကားစနစ်တကျသင်ယူမှတက်မြောက်နိုင်ပါမယ်မြမတို့ရဲ့ကိုပိုင်အတိတူရိယာမှာစိုင်းဖြစ်သည်စိုင်းတူရိယာဟာမြမတို့ဖို့ဂုံယူပွဲရာကိုပိုင်တူရိယာဖြစ်သည်စိုင်းဝိုင်းကို အခမ်းအနားများတွင်သုံးသည်လမ်းလျှောက်ရင်းတီးမုန်နိုင်သောဒိုးဘတ်ဝိုင်းနှင့်အိုးစီဝိုင်းတို့သည် မြမဆိုင်းဝိုင်းကြီးအခက်အလက်များဖြစ်ပါသည်ဆိုင်းဝိုင်းဟု ခေါ်ဆိုရခြင်းမှာပန်းပြားကြီးရှစ်ခုကိုဝိုင်း၍ပတ်လုံးများ၌ပါရှိသော ကျိုးဖြစ်ခြိနှောင်ကဆိုင်းထားရသောကြောင့်ဖြစ်ပါသည်ဆိုင်းဝိုင်းကိုပတ်ဝိုင်းဟုလည်းခေါ်သည်ပတ်ဝိုင်းဟိအတိတ်ဘယ်မှာပတ်လုံးများကို ဝိုင်းဖွဲ့ထားခြင်းပင်ဖြစ်ပါသည် ဤသို့ပတ်ဝိုင်းနှင့်ဆိုင်းဝိုင်းတို့သည် သဘောချင်းတူညီတော်လေယခုခါတွင်ဆိုင်းဝိုင်းဟုဆိုလိုက်လျင်ပတ်ဝိုင်းကြီးအပါအဝင်၎င်းနှင့်အတူကျွဲဖက်တိမှုတ်ရသော တူရိယာများပါဝင်သည့်အတီး အမှုတ်အဖွဲတစ်ခုလုံးကိုဆိုလိုကြောင်းနားလေကြပါသည်ဆိုင်းဝိုင်းဖွဲ့စည်းထားပုံကတော့မှန်စီရွှေချထားသောပန်းပြားကြီးရှိခုကိုဆက်ဆက်ဝိုင်းဖွဲ့က ပုံများကိုချိတ်ဆွဲထားတယ်။ပန်းပြားကြီးတစ်ခုမှာအကျဲနှစ်ပေခန့်ရှိတယ်။ပန်းပြားကြီးရှစ်ခုအနက်တစ်ခုမှာစိုင်းစိရာ ဝင်းရံထွက်ရံအပေါက်တစ်ပေါက်ရှိတယ်။အဲ့ဒီအပေါက်ကို မင်းပေါက်ဟု ခေါ်ပါတယ်။စိုင်းဝိုင်းဤအဝင်းမှာတဆက်၅ပေနဲ့ဆက်လက်မခွဲရှိပါတယ်။စိုင်းဝိုင်းဤအမြင့်မှာခြေတောက်အပါအဝင်နှစ်ပေရှစ်လက်မခန့်ရှိပါတယ်။ ပတ်လုံးများကိုချိတ်ဆွဲတဲ့အခါမှာတော့ပတ်လုံးနဲ့ပန်းပြတို့မထိကပ်ရလျောင်းပန်းပြအကျွေးမှာကျိန်နဲ့တန်ကို ရှက်ပြီးတော့ခံထားပါတယ်မလာပါနားမလည်လိုက်တဲ့ចောင်းစာတွေကိုပြန်ရှင်းပြပေးဖို့ဂိုက်တယောက်လိုနေပြီလားဒါဆိုသူခမိန် app ရှိရယ်နော် နားမလည်လိုက်တဲ့သင်ခန်းစာတွေကိုရှင်းပြပေးမယ်အချိန်ပြည့်ရှိနေမဲ့ဒုက္ခမင်းကြီးပေါ့ဘယ်အချိန်မဲလိလာလိလာဒုက္ခမင်းကြီးကစာတွေကို24နာရီအချိန်ပြည့်ရှင်းပြပေးဖို့အသင့်ရှိနေမှာပါဒုက္ခမေအပ်မှာဆိုရင်သင်ရိုးညွန်းနှင်းရအတိုင်းသင်ခန်းစာတွေကိုသင်ကြားပြတ်သားပေးထားလို့တသားမမီတို့စာတွေမလိုက်နိုင်မှာစိတ်ပူစရာမျိုးတော့ပါဘူး။ကဲဒါဆိုចောင်းစာတွေအတွက်စိတ်ညစ်နေအောင်မှာလား အနိုင်ဆုံးစီးနှုန်း3600ချက်ကနေစတင်ဝယ်ယူနိုင်ပြီး iOS Android version နှစ်မျိုးစလုံးကနေ free download ရယူနိုင်ပါတယ် website link ဆိုရင်တော့ www.tukhamay.com ကနေဝင်ရောက်လေ့လာလို့ရပါတယ်ကဲ tukhamay application ကိုအခုပဲ